အပိုင်း132ရဲ့အဆောင်မှာတော့ကင်းမွန်တို့ကမမိုးရှိရကိုဦးတည်ပြီးပြေးလွှာနေပါတယ်အဲ့ဒီချိန်အီဆိုကဂီကူကိုလက်မောင်းကမနာဘူးလားလို့ပြောလိုက်ပြီးဂီကူကအီဆိုကိုဆာမူရိုင်းကိုဘာရီမီနီယာလဲလို့ပြောလိုက်ပါတယ်။ဒါကမသိခင်ယာနီရာမျိုးလောက်ပါပဲလို့သူကပြောလိုက်ပြီးဒါကိုကြတော့အီဆိုကပြုံးလိုက်ချင်းဂီကူကအီဆိုကိုအခုထွက်သွားတော့ကလည်းရင်ဘတ်ကအခုလိုပဲယာနီခဲ့သေးတယ်လို့ပြောပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတော့ကအိုရန်ကမုတ်ဆိတ်ဖြူရှိရိုးနဲ့လိုက်သွားခဲ့ပြီးဒါကိုတိသွားတော့ကင်းရမွန်တယောက်မျက်လုံးပြူနေခဲ့ပါပြီ။ ဒါပေမဲ့လှေကားလေးထွက်သွားပြီဖြစ်တာကြောင့်ကင်းရမွန်တယောက်ဘာလို့လို့ဘာကံရမှန်းမသိဖြစ်ခဲ့ပါရီဂီဂူကလည်းသူ့ရဲ့အကိုအပြင်ဘိုင်ဘာရူကပါပါသွားတယ်လို့ပြောလိုက်ပြီးငိုနေခဲ့ပါရီတဖက်မှာတော့အိုရန်ကတန်ချိုးနဲ့တင်းမောရဲ့တိုင်ကိုလမ်းပတ်လိုက်ပြီးမုတ်စိတ်ဖြူကြီးကိုခမ ्या ကုလိုလုံးမကိုတိနေရလို့ပြောလိုက်ပြီးသူ့ကိုလိုက်ခွင့်ပေးဖို့အတွက်ပြောကားခုံချလာပါရီအဲ့ဒီချိန်အေဇိုကလည်းလိုက်လာပြီးအိုရန်ကိုခမ ्या ရောဒီလိုလုံးမကိုတိနေရလို့ပြောကားပြေးမသွားနိုင်ဘူးလို့ပြောလိုက်ပါရီပြီးတော့သူကအိုရန်ကိုနောက်ကနေဆွဲထားလိုက်ပြီးအားလုံးကတော့သူတို့ကိုကြည်ကစိတ်ညစ်နေကြတာပါ အိုရန်ကကဘာကြီးကိုသူ့ကိုပြဖို့အတွက်မုန်းစိတ်ဖြူကြီးကိုပြောနေပြီးအီဆိုကတော့အိုရန်ကိုပြန်လာပေးဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီချိန်ကီကူကတော့သူ့ကိုမရှိတော့ဘူးဆိုတာကိုသိလိုက်ရတော့ငုံနေခဲ့ပါတယ်။အဲဒီနောက်ကီကူကအီဆိုကိုအဲဒီနေ့ကအဖြစ်ပြက်ကိုမှတ်မိနေတယ်လို့ပြောလိုက်ပြီးအီဆိုကပြောလိုက်ကမင်းမငါ့ကိုစားဖို့အားရှိသေးတယ်ဆိုရင်ခြေနဲ့ပါပြီလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အီဆိုကကီကူကိုဘာမှမပြောဘဲထွက်သွားပြီလို့တောင်းပန်နေပါတယ်။ဒါပေမဲ့ကီကူကတော့သူလည်းအေဇိုရဲ့နေရာမှာဆိုရင်အခုလိုပဲလုံမိမှာပါပေါ့လို့ပြောလိုက်ပြီးတငယ်ချင်းကဒုတိယအိုရန်ရဲ့အတက်ကပထမပဲလို့ပြောလိုက်ပါရီ အဲဒီတော့ကသူတို့ကအိုရန်နဲ့မတွေ့ခဲ့ရဘူးဆိုရင်ဒီလိုနေမျိုးကရှိလာခြင်းမှမဟုတ်ဘူးလို့တော့မှပြောလိုက်ပါရည်။အဲဒီနောက်မှာတော့ခါဝါမတ်စုကလည်းအေဇိုကိုတကယ်လို့ဝါနိုဒီသားကိုဖွင့်ချလိုက်ရင်ဘာတွေဖြစ်လာမလဲလို့မေးပါရည်။ဒါကိုကြတော့အေဇိုကမနက်ဖြန်အသက်ရှိနေတဲ့ရင်ဒီအကြောင်းကိုပြောကြမလားလို့ပြောလိုက်တော့ခါဝါမတ်စုကသဘောကျစွာရည်လိုက်ပါရည်။အဲဒီချိန်ကင်းရဲ့မုံကတော့သူတို့အနေနဲ့အားရှိသလောက်တိုက်ပွဲကိုဆင်နွှဲရမယ်လို့ပြောလိုက်ပြီးနေရာတိုင်းမှာစိတ်ကူတွေလုံနေလောက်တယ်လို့လည်းပြောလိုက်ပါရည်။ အဲဒီနောက်မှာတော့ဂင်းရဲ့မုံကမုံမူကိုကယ်ဖို့သူတယောက်ထင်းနဲ့လောက်တယ်လို့ပြောလိုက်ပြီးကျန်တဲ့သူတွေကိုလည်းတခြားနေရာတွေကိုသွားကူပေးဖို့အတွက်ပြောလိုက်ပါတယ်ဂန်ဂျီရိုကတော့မုံမူကိုဥတီနေတာကြောင့်သူကရင်သွားပြီးဂန်ဂျီရိုကိုအနိုင်ယူလိုက်တော့မယ်လို့ပြောလိုက်ပြီးအားလုံးကလည်းလက်ခံလိုက်ကနေရာဖြန့်သွားခဲ့ကြပါတယ်ဒါပေမဲ့ကီကူကဂင်းရဲ့မုံကိုဂန်ဂျီရိုကိုသူတာဝန်ယူပြရစီလို့ပြောလိုက်ပြီးဂင်းရဲ့မုံကတော့သူမကိုလိုက်လာခိုင်းပါတယ်အဲဒီအချိန်မှာဗိုက်ပါကတော့ရန်သူတွေကိုသွားပြီးတော့တိုက်ခိုက်နေပါတယ်အဲ့ဒီချိန်သူရဲ့နောက်ဖက်ကနေရှီရှီလီယန်တို့ကပေါ်လာပြီးအရှင်လုံလန်းခေါ်လိုက်တာကြောင့်အရှင်ရဲ့ခွန်အားကိုလိုအပ်တယ်လို့ပြောလိုက်ပါတယ် ပြီးတော့ရှီရှီလီယန်ကဗိုက်ပါကိုပေဒရိုကပေရိုစပေရိုကိုတိုက်ခိုက်ဖို့အတွက်သူ့ကိုယ်သူအသေးခံသွားပြီးဘေမောင်းမြတ်ပိုင်းနဲ့ထဲမှာတည်ဆုံသွားပြီလို့ပြောလိုက်ပါတယ်။လူဗီရိုဒီကိုရောက်လာတာကလည်းပေဒရိုရဲ့နင်းနာခံမှုကြောင့်လို့ပဲလို့ပြောလိုက်တော့ဗိုက်ပါကပေဒရိုကတကယ်ကိုကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာပဲလို့ပြောလိုက်ပြီးဒီကိစ္စရဲ့တရားခံကဒီမှာရှိလားလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ရှီရှီလီယန်ကသူ့ကိုဂဲရွန်နဲ့ဝန်နာကရင်ဆိုင်နေပေမဲ့အခက်ခဲတွေ့နေတယ်လို့ပြောတော့ဗိုက်ပါကလေးပေါ်ကနေပြန်သွားခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းရန်သူတွေကလေးပေါ်မှာပြန်ဝဲနေတဲ့အကြောင်းကိုမြင်တော့အံ့ဩသွားပါတယ်။တစ်ဖက်မှာတော့ယာမာတူကမိုမိုကို မာရာစ်တွေကိုသတိထားဖို့အတွက် ပြောလိုက်ပြီးသူတို့ကနေရာနှက်မှာရှိနေတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့မူမူကလန့်သွားပါတယ်။အဲဒီနောက်မှာတော့ယာမာတူကသူမလှုပ်ထားတဲ့မူမူရဲ့ရုပ်ကိုပြလိုက်ပြီးအားလုံးကသူမတို့ကိုအတွဲလိုက်ပြစ်မှတ်ထားနေရကြောင်းသူမကအယုတ်ကိုယူသွားပြီးမူမူကသူမနဲ့အတူရှိနေတယ်လို့ထင်အောင်လှည့်စားလိုက်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရံပြူလာတဲ့သူတွေကိုသူမကတိုက်ခိုက်ပြစ်လိုက်မယ်လို့လည်းပြောလိုက်ပါသေးတယ်။ဒါအပြင်ယာမာတူကမိုမိုကိုဒီမှာပဲဘေးကင်းအောင်နေဖို့အတွက်ပြောလိုက်တော့မိုမိုကယာမာတူကိုတိုက်ခတ်ခြင်းစိတ်ကိုဖုံးထားလို့မရဘူးလို့ပြောလိုက်ပါတယ် ။တဖက်မှာလည်းယာမာတိုကိုရှီနိုဘူကဂင်းရမိုနိုကလည်းမကြခင်ရောက်လာတော့မှမို့မိုမိုကိုကာကွယ်ဖို့အတွက်စိတ်မပူနဲ့လို့ပြောလိုက်ပါရီ။အဲဒီနောက်မှာတော့ရှီနိုဘူကိုယာမာတိုတို့ကနှုတ်ဆက်ကထွက်သွားဖို့လုပ်လိုက်ပြီးမသွားခင်မှာယာမာတိုကမိုမိုကိုမင်းလူဖီရဲ့တန်ကိုကြားရတယ်မှလားလို့မေးလိုက်ပြီးဘယ်လိုလဲလို့ပြောလိုက်တော့မိုမိုကရင်တိုင်းမင်းအားနေနေပေမဲ့တက်ကြွနေရလို့ပြောလိုက်ကအခုကအတန်တစ်ခုဖြစ်နေပြီလို့ပြောလိုက်တော့ယာမာတိုလန်သွားပါရီ။အဲ့နောက်မှာတော့သူမကလူဖီနဲ့ဂိုက်ဒိုရဲ့တရားချင်းတိုက်ပွဲကစနိုင်ပြီလို့ပြောလိုက်ပြီးအ мян သွားမှဖြစ်မယ်လို့ဆိုကထွက်သွားခဲ့ပါလိမ့် ယာမာတူထွက်သွားတော့မူမူကယာမာတူပေးခဲ့တဲ့သူ့ဖေရဲ့စာအုပ်ကိုဖတ်နေပါလေ။ယာမာတူကဒါကအိုရန်ရဲ့ခရီးသွားစာအုပ်လို့ပြောလိုက်ပြီးရဲတပ်ရဲ့အနာကမြစ်ထဲကနေကောက်ရတာလို့ပြောပြလိုက်ပါလေ။မူမူတယောက်စာအုပ်ကိုဖတ်ကြည့်ပြီးဒါကသူ့ဖေရဲ့စွန်စားခန်းနေပဲလို့ပြောလိုက်တော့ရှီနိုဘူကလည်းလာချောင်းကြည့်နေပါလေ။ဒါကိုမြင်တော့မူမူကလည်းကြည့်လိုက်ပြီးရှီနိုဘူကရှက်သွားကမူမူကိုဒါကတခင်လေးရဲ့ဖခင်ရဲ့စွန်စားခန်းနေပဲအေးအေးဆေးဆေးဖတ်ပါလို့ဆိုတာတစ်ဖက်ကိုလဲသွားပါလေ။ဒါကြောင့်မူမူကစာအုပ်ကိုပြန်ဖတ်နေချိန်ရှီနိုဘူကမယောင်မလင်းနဲ့ပြန်ရောက်လာခဲ့ပြန်ပါလေ။ ပြီးတော့သူမကထပ်ပြီးတော့ရှောင်းကြည့်နေခဲ့ပြန်ပါတယ်။အပေါ်ဘက်မှာတော့လူဖီနဲ့ဂိုင်ရိုတို့က fighting ပလေးနေခဲ့ကြပါတယ်။ဂိုင်ရိုရဲ့တန်နေမုတ်ကိုလူဖီကသူ့ရဲ့လက်သီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲဒီနောက်လူဖီကဂိုင်ရိုကိုအဆက်မပြတ်တိုက်ခိုက်နေခဲ့ပြီးဂိုင်ရိုကလည်းဒါကိုလူလိမ့်နေအောင်ခံနေရပါတယ်။ခဏကြာတော့ဂိုင်ရိုကလူဖီကိုပြန်ပြီးရိုက်ထုတ်လိုက်ပေမဲ့လူဖီကပြန်ရောက်လာပြီး elephant ကန်တိုက်ကွက်ကိုသုံးကတိုက်ခိုက်ခဲ့ပါတယ်။ ဒိုင်ရိုကတော့လူဖီနဲ့တိုက်ခိုက်ရတာခြေနဲ့နေပါလေ။ဒါကြောင့်သူကလူဖီကိုပို့ပြီးကြီးလိုက်ကြရအောင်လို့ပြောလိုက်ပေမယ့်။လူဖီကတော့သူကပြောနေတာမဟုတ်ဘူးလို့ပြောလိုက်ပြီးကိုင်တိုကိုတယောက်တည်းကြီးဖို့အတွက်ပြောပါရည်။ဒါပေမဲ့ကိုင်တိုကတော့လူဖီကိုတကယ်လို့အဲ့လိုမလုပ်ချင်ဘူးဆိုရင်တော့ပို့ပြီးတော့တိုက်ခိုက်ကြရအောင်လို့ပြောလိုက်တယ်။တစ်ဖက်မှာတော့ဆန်ဂျီတယောက်ဇိုရိုကိုထမ်းထားပြီးသူကဘာလို့လာပြီးအေးအေးဆေးအိတ်နေရလဲလို့ပြောလိုက်ပါရည်။ပြီးတော့ဆန်ဂျီကဇိုရိုကိုလေးတယ်လို့ပြောလိုက်ပြီးတဲရတာအဆင်ပြေမနေဘူး။တဲလဲမတဲချင်ဘူးလို့ပြောကပေါက်ကွဲနေပါရည်။ အဲ့ဒီအချိန်ရန်သူတွေကစံကြီးကိုမြင်တော့သူကတန်း330စုကြီးရှိတဲ့သူပဲလို့ဆိုကလိုက်ဖမ်းနေတာကြောင့်စံကြီးကအားလုံးကိုကန်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်နောက်ကစံကြီးကထမ်းထားတာဇိုလိုဆိုတာကိုသိသွားခဲ့ကြပြီးပတ်စံကပတ်စံကိုထမ်းပြီးသွားနေရလားလို့ပြောလိုက်တော့စံကြီးကနောက်တစ်မျိုးပြောင်းပြောဖို့အတွက်ပြောပါတယ်။ဒါကိုကြားတော့အားလုံးကလည်းတန်း330ကတန်း330ကတန်း320ကိုထမ်းနေရလို့ပြောလိုက်ပါတယ်။ဒါပေမဲ့စံကြီးကတော့ဒါကသူဖြစ်စေခြင်းတဲ့ပုံစံနဲ့လွဲနေလို့စိတ်ပြက်နေပါတယ်။ အဲ့ဒီအချိန်ဆိုတော့ကစံကြီးကိုငင်းငင်းနေဖို့အတွက်ပြောထားပြီးမတိုက်ခိုက်နိုင်ဘူးလားလို့မေးတော့စံကြီးကတော့ပွားနေခဲ့ကအဲ့ဒါကမင်းကြောင့်နေလို့ပြောလိုက်ပါတယ်တဖက်ကဖြောပြေးခမ်းမရဲမှာတော့ဂွင်းကကာပွဲချိန်ကိုရောက်ပြီးတော့ပြောလိုက်ပြီးချောပါကိုတနက်နဲ့လိုက်ပြနေပါတယ်ဒါကြောင့်ချောပါကရှောင်းလိုက်ပြီးဂွင်းကိုထိုးပြလိုက်ပါတယ်ပြီးတော့ချောပါကဂွင်းရဲ့ဘော်ကိုခုန်တက်လိုက်ပြီးဂွင်းကိုမင်းကြောင့်လူတွေအများကြီးတီးဆုံးရတာလို့ပြောလိုက်ကလက်သီးနဲ့ထိုးပြီးအနေငယ်လောက်အတီးတရားရဖို့အတွက်ပြောလိုက်ပါတယ် ။ဒါပေမဲ့ Green ကတော့ချော်ပါကိုသူ့ကိုဘွားနေခါချလိုက်ပြီးတရားချမနေနဲ့လို့ပြောကာနောက်ဆုံးနေနဲ့တနက်နေ့ပြစ်ဖို့လုပ်လိုက်တာကြောင့်ချော်ပါကထပ်ပြီးခုခံခဲ့ပြန်ပါလိမ့်။အဲဒီချိန် Perro Sparrow ကရောက်လာပြီးချော်ပါကိုများရီနဲ့ပြစ်လိုက်ပါလိမ့်။ဒါကိုမြင်တော့ Hugo ကလန့်သွားကနောက်ထပ် Yandri လာလို့မိနေချိန် Perro Sparrow က Green ကိုကူဖို့အတွက်လာလာလို့ပြောလိုက်ပါလိမ့်။ဒါကိုကြတော့ကွင်းကစိတ်ပြတ်သွားပြီးသူ့ရဲ့ပွဲကိုလာဖြတ်တာလို့ပြောလိုက်ကပိုမိုက်သွားအောင်လုံးမဲ့ဟာလို့ပြောလိုက်ပါရီ။တစ်ဖက်မှာလည်းချော်ပါကလည်းလှည့်ကြည့်လိုက်တော့သူ့ကိုများနဲ့ချိန်ထားတဲ့ Barrows Barrow ကိုတွေ့လိုက်ရပါရီ။ အဲ့ဒီချိန်အာဒီကတော့ဒူမားရဲ့မောင်အဖြစ်ကိုမြင်ပြီးတုံ့လုံနေသလိုနာမီတို့ကလည်းအံ့ဩနေပါတယ်။ဘေမောင်ကတော့ဖေဂျူဝမ်ကိုမင်းကအိုဂိုဘိုရီကိုမီးရှို့တဲ့သူလားလို့မေးလိုက်ပါတယ်။ခဏကြာတော့အာဒီကပြေးဝင်လာပြီးဘေမောင်ကိုအဖွားကြီးငါမောင်ကိုဘာလို့လိုက်တာလဲလို့ပြောလိုက်ပြီးဘေမောင်ကအာဒီကိုလည်းကြည့်လိုက်ပါတယ်။အဲ့ဒီချိန်ဦးစုပ်ကအာဒီကိုဘေမောင်ကိုရှင်းခိုင်းမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်သူတို့ကဘေမောင်ကိုလမ်းခေါ်ပြီးအဲ့ဒီမိန်းမကမင်းကိုဝမ်းနေအောင်လုပ်လိုက်တယ်တရားခံအစ်စ်ပဲလို့ရှောက်ပြောကြပါတော့တယ်။ ဒါကိုကြတော့ဘင်မောင်ကနာမီရိုးကိုပါးစပ်ပိတ်ထားဖို့ပြောလိုက်ပြီးကောင်ရုတ်ထုတ်ရဲ့ဖွဲ့သားတွေကဝင်ပြောစရာမလိုဘူးလို့ဆိုကာသူပြီးရင်နင်းလို့လဲပဲလို့ပြောလိုက်ပါတယ်ဒါကိုကြတော့နာမီရိုးက RDA ဘက်ကိုပြန်လှည့်ပြီးဘင်မောင်ကိုအတူတူတိုက်ကြရအောင်လို့မဲသွားဆွဲပါတယ်ဒါပေမဲ့ RDA ကလည်းနာမီရိုးကိုပိတ်ထားလို့ပြောလိုက်ကဘင်မောင်ပြီးရင်နင်းလို့ပဲလို့ပြောလိုက်တာကြောင့်နာမီရိုးကလှည့်သွားပါတော့တယ်အရှင်နေမကောင်းတာကြောင့်ဥဆုပ်ကခမာချီကိုမြန်မြန်ပြေးဖို့အတွက်ပြောပါတယ်ဒါကိုမြင်တော့ RDA ကနောက်ကနေတဲ့ချမ်းလိုက်လာပြီးခမာချီကိုဝင်တိုက်ပြစ်လိုက်ပါတယ်ဒါကြောင့်မလို့အားလုံးလည်းလဲကျသွားပါတယ် ာမီကတော့အူတမာကိုစိတ်ပူနေပြီးအဆင်ပြေလာလို့မိလိုက်ပါတယ်။အဲ့ဒီအချိန်အော်ဒီကတော့ကာမာချီယိုကိုနင်းကြောင့်ငါတော်မောနေပြီလို့ပြောလိုက်ပြီးပိတ်ကံပြစ်လိုက်ပါတယ်။ဒါကိုမြင်တော့အူတမာကအော်ဒီကိုဆွဲထားလိုက်ပြီးကာမာချီယိုက"သူမရဲ့တငယ်ချင်းမို့လို့ဒီလိုမလုပ်ပါနဲ့"လို့ပြောလိုက်ပါတယ်။ဒါပေမဲ့စိတ်တူနေရအော်ဒီကအူတမာကိုပါကံပြစ်လိုက်ပါတယ်။ဒါကြောင့်အိုတမာလီကလွင်ထွက်သွားပြီးနာမီကပြေးသွားကစိတ်ထိတ်မှုအတွက်ပြောလိုက်ပါတယ်။ဒါကိုဘင်မမတယောက်မြင်သွားခဲ့ပြီးအိုတမာလီကိုစိုးရိမ်သွားသလိုဒေါသလည်းထွက်သွားပါတယ်။ဒါကြောင့်ဘင်မမကအာဒီကိုနင်ကငါးတငယ်ချင်းကိုဘာလုပ်လိုက်တာလဲလို့မေးပါတယ်။ အဲ့ဒီချိန်နာမီကပြေးဝင်လာပြီးအာဂျီကိုအိုတမာကိုဘာလို့လိုက်တာလဲလို့ဆိုတာလျှက်စီရီနဲ့ပြစ်လိုက်ပြီးတိုက်ခိုက်ပြစ်လိုက်ပါရီဒါကိုမြင်တော့ဦးစုပ်ကအံ့ဩနေပြီးနာမီကိုအရင်ပြေးရအောင်လို့ပြောလိုက်တယ်ဒါပေမဲ့ဒေါသထွက်နေတဲ့နာမီကတော့အာဂျီကိုဒီနေရာမှာပဲဂိုင်ပေါက်ပြစ်မယ်လို့ပြောလိုက်ခါဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါရီအပိုင်း1033ရဲ့အဆောင်မှာတော့စန်ဂျီတယောက်ရန်သူတွေကိုပိတ်ကန်နေပြီးသူလိုစုကြီးတန်း330ရှိတဲ့သူကဇိုရိုလိုစုကြီးတန်း320ပဲရှိတဲ့အပေတွေကိုထမ်းထားရတာဘာကြောင့်လဲဆိုတာပေါက်ကွင်းနေပါရီ အဲ့ဒီအချိန်ဆိုတော့ကစန်ကြီးကိုငါရေးစာနေပြီးအရက်တော့ချင်းတယ်လို့ပြောလိုက်တော့စန်ကြီးတယောက်စိတ်ပေါက်သွားရပါတယ်။သူကဆိုတော့ကိုအချင်းလေးကိုလည်းကြည့်အောင်လို့ပြောလိုက်ပြီးမင်းအိမ်မက်ရောက်နေရလားလို့ပြောလိုက်ချင်းဇိုရိုစီကဟောက်တန်ထွက်လာတာကြောင့်ဇိုရိုတယောက်အိမ်ရင်းနဲ့ပဲရောက်နေတယ်ဆိုတော့ကိုစန်ကြီးတီးသွားပါတယ်။အဲ့နောက်စန်ကြီးကဇိုရိုကိုတည်ပြီးထွက်သွားဖို့လုပ်ပေးမယ်။တယောက်ကငွေတော်ကြီးကိုမမပြေးနဲ့လို့ဆိုတာလိုက်ပြီးတိုက်ခိုက်ခဲ့တာကြောင့်စန်ကြီးတယောက်စိတ်ရှုပ်နေပြီးဘာရီဖြစ်နေလဲလို့အော်ပြလိုက်ပါတယ်။တကယ်တော့လွန်ခဲ့တဲ့နိုင်ဝက်လောက်ကစံကြီးကမုံမုံကိုလိုက်ရှာနေခဲ့ချင်းတစ်ဖက်ကလည်းကိကုခွန်ကြီးရဲ့တန်ကိုကြားလိုက်ရပါတယ် အဲ့ဒီအချိန်မှာတော့သူကကြောင်သွားခဲ့ပြီးအဲ့ဒီအချိန်ကိကတော့သူ့ကိုဓာနေတဲ့သူတွေကိုကြည့်လိုက်ကအတော်ပဲငါလေးလက်နက်တွေကိုလိုအပ်နေတယ်လို့ဆိုကရန်သူတွေစီကဓာရီကိုဆောက်ယူပြလိုက်ပါတယ်ပြီးတော့ကိကကောင်လေးတွေကိုမင်းတို့ကငါ့အတွက်အသုံးမဝင်တော့ဘူးလို့ပြောလိုက်ပြီးတစ်ဖက်မှာပုံထားလိုက်ပါတယ်ခဏကြာတော့တယောက်ကကိကိုမင်းထွက်သွားဖို့အတွက်မစင်းစားနဲ့လို့ပြောလိုက်ပြီးတိုက်ခိုက်လိုက်ပြီးမဲ့ကိကတော့ကောင်လေးပြစ်လိုက်တဲ့ပုံကိုသူ့ရဲ့လူတွေနားမှာပဲပြန်ထားပြလိုက်ပါတယ်ဒါကြောင့်အားလုံးကလန့်သွားချိန်ကိကတော့သူ့ရှိကကောင်လေးကိုဖယ်ဆန်းလို့ပြောလိုက်ကပင်မောင်းမှုရှာဖို့အတွက်ထွက်သွားခဲ့ပါတယ် ဒါကိုစံကြီးကတော့တစ်ဖက်ကနေကြည့်နေချင်းလောရုကရုတ်တရက်ပေါ်လာခဲ့ပြီးလောကလီထဲမှာပြန်နေတဲ့ပြည်စည်းတွေနဲ့သူတို့ကိုနေရာလေးလိုက်တယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့လောကစံကြီးကိုသူတို့ကိုဖမ်းထားပေးဖို့အတွက်ပြောလိုက်ပါတယ်။ဒါကြောင့်စံကြီးကဖမ်းထားလိုက်ပြီးဘာတွေဖြစ်နေလဲလို့ပြောလိုက်တယ်။အဲဒီချိန်ဇူးစ်ကတော့ဘေးမောင်းမှုလိုက်ရှာနေခဲ့ပြီးသူကမမကိုကူညီဖို့အတွက်သွားနေရတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့စံကြီးကဇူးစ်ကိုမောကြည့်ပြီးနာမည်ရောလို့မေးပါတယ်။ဒါကိုကြားတော့ဇူးစ်ကကြောင်းနေချင်းစံကြီးကဇူးစ်ကိုမင်းကနာမည်ကိုကူညီရမဟုတ်လားလို့မေးလိုက်တော့ဇူးစ်ကလက်မီးပြေးပါတော့တယ်။ ်လောကရောစံကြီးကိုသူ့ကိုသွားဝင်ပေးဖို့အတွက်ပြောလိုက်တော့စံကြီးကအဲ့ဒီခါမှလောကိုသတိရသွားပြီးမင်းကဘာလို့ငါပခုံးပေါ်မှာထိုင်နေရလဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့စံကြီးကလောကိုမင်းရဲ့ပခုံးပေါ်ကနေဆင်းဖို့အတွက်ပြောလိုက်ပြီးသူ့ရဲ့ပခုံးပေါ်မှာမင်းကလေးတွေပဲထိုင်စေချင်တာလို့ပြောလိုက်ပါတယ်ဒါကိုကြတော့လောကကယူမဆိုင်ပဲသူတို့ကနေရာမှန်ကိုရောက်လာတာပဲလို့ပြောလိုက်တော့စံကြီးကဘာမှနေရာမမှန်ဘူးလို့ပြောလိုက်ပြီးငါကမင်းတို့ကိုတည်ထားစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်။အဲဒီချိန်လောကရောစံကြီးကိုဇိုရိုကိုယူဆိုင်ပြဖို့အတွက်ပြောလိုက်တော့စံကြီးကဇိုရိုကိုလည်းကြည့်လိုက်ပါတယ်။ အဲ့ဒီအခါမှာစန်ကြီးကဇိုရီရဲ့ခန္ဓာကိုယ်ကတွေးရစည်းကြနေရကိုမြင်လိုက်ရပြီးအံ့ဩသွားပါတယ်။ဒါကိုမြင်တော့စန်ကြီးကလောကိုဇိုရိုဘာဖြစ်ခဲ့တာလဲလို့မေးလိုက်ပေမဲ့လောကတော့ထွက်သွားခဲ့ပါပြီ။ဒါကြောင့်စန်ကြီးတယောက်ဒေါသထွက်သွားပြီးလောကိုဘာဖြစ်တယ်ဆိုတာပြောပြခဲ့အောင်ဆိုပြီးအော်ဟစ်နေခဲ့ပါတယ်။လောကတော့စန်ကြီးကိုဇိုရီရဲ့ယိုးရီကအချောင်း20 30လောက်ကိုဂျိုးနေပြီလို့ပြောလိုက်ပြီးသူ့ကိုကြက်ထုတ်စီးပေးထားပြီးတော့ပလက်လန်ထားဖို့အတွက်ပြောလိုက်ပါတယ်။ဒါ့အပြင်အသက်ရှူလားမရှူလားဆိုတာကိုစစ်ကြည့်ဖို့အတွက်ပြောလိုက်တယ်။ဒါကိုကြတော့စန်ကြီးကသူကဘာလို့လောက်ရောက်မှလဲလို့မေးတော့လောက ဆန်ဂျီကိုသူကဖေမောင်မှုသွားပြီးတိုက်ခိုက်ရအောင်မယ်လို့ပြောလိုက်ပြီးဇိုရိုကိုစောင်းရှောက်ဖို့ကိုဆန်ဂျီကိုတာဝန်လွှဲပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆန်ဂျီတယောက်ဇိုရိုကိုပတ်တီးစီးပေးပါတယ်။ဒါပေမဲ့သူကမစီးရတာကြောင့်ဇိုရိုတယောက်ပတ်တီးနဲ့ရင်လူပြောက်နေပြီးဘဝကမမ်မီထက်တောင်မှအခြေအနေဆိုးနေရပါတယ်။ဒါကြောင့်မလို့ဇိုရိုကဆန်ဂျီကိုမင်းပတ်တီရောစီးတဲ့လားလို့မေးလိုက်တော့ဆန်ဂျီကဝက်ကိုစားဖို့ချီတယ်လို့ပဲမခတ်ပါဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဇိုရိုကဆန်ဂျီကိုငါပုံက1နဲ့2နဲ့လားလို့မေးလိုက်တော့ဆန်ဂျီကဇိုရိုကိုမင်းပုံကစားလို့လည်းမကောင်းပါဘူးလို့ပြောလိုက်ပါတယ်။ ်နောက်တော့ဆန်ဂျီကဇိုရိုကိုမင်းကိုဒီလောက်ထိဖြစ်အောင်မသူအလုပ်ခဲ့တာလဲလို့မေးတော့ဇိုရိုကကိုင်ရိုနဲ့ပင်မမလို့ပြန်ပြောလိုက်တော့ဆန်ဂျီကဇိုရိုကိုဒီလောက်ထိခံလာရတဲ့အကြောင်းကိုသဘောပေါက်သွားပြီးမင်းအဲ့ဒီပေါ်ထိရောက်သွားတာကိုအံ့ဩမိတယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ဆန်ဂျီကလူဖီရောလို့မေးလိုက်ပြီးဇိုရိုကလူဖီစင်ပြေလို့ပြောလိုက်ခါလူဖီနေနဲ့ကိုင်ရိုကိုနိုင်အောင်တိုက်ဖို့နီလန်တွေ့သွားပြီလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ဆန်ဂျီကသူ့အနေနဲ့စိတ်မပူဘူးလို့ဆိုကလူဖီကိုယုံတယ်လို့ပြောလိုက်ပါတယ်အဲ့နောက်ဆန်ဂျီကဇိုရိုကိုထမ်းပြီးရှေ့ဆက်သွားခဲ့ပါတယ် ဒါပေမဲ့ဆန်ဂျီကဇိုရိုကိုတဲပြီးပြေးနေရတာကြောင့်တော်လေးခက်ခဲနေပြီးသူကဇိုရိုကိုငါမင်းကိုတဏျာမှာပြစ်ထားခဲ့ခြင်းပြီလို့ပြောလိုက်ပါရီဆန်ဂျီကတော့ပေါက်ကွဲနေခဲ့ပေမဲ့ဇိုရိုကတော့အိမ်ငံ့နေပါရီခနာကြောင့်မတော့ကာဝါမက်ဆုတို့ကလည်းဆန်ဂျီတို့နောက်ကိုရောက်လာပြီးဆန်ဂျီကတော့ကာဝါမက်ဆုကိုမင်းမသိသေးတာဝမ်းတာတယ်လို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့သူတို့ကပြေးနေရင်ကာဝါမက်ဆုကဇိုရိုကိုကြည့်ပြီးဒီလိုခြေနေကြီးမှဘာလို့အိမ်နေရတာလဲလို့မေးလိုက်ပါရီဒါကိုကြတော့အီဆိုကကြည့်ရတာဂိုင်ဒိုပြင်းနာကိုခံလိုက်ရတယ်ထင်တယ်လို့သူကပြောလိုက်ပါရီ ဒါကိုကြတော့စံကြီးကအားလုံးကိုဇိုရိုကလွယ်လွယ်နဲ့တီးမှာမဟုတ်လို့ဒီငတုံးကိုစိတ်မပူနေချာနေလို့ပြောလိုက်ပြီးဇိုရိုကမင်းကမငတုံးလို့ထားပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကာဝမတ်စုကစံကြီးကိုအခုဘယ်ကိုသွားမလို့လဲလို့မေးလိုက်တော့စံကြီးကအစားကမိုမိုစီကိုသွားမလို့လုပ်နေရလို့ပြောလိုက်တာကြောင့်ကာဝမတ်စုကမိုမိုစီကိုကင်းရမုံကသွားနေရကြောင်းစိတ်မပူဖို့အတွက်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ဇိုရိုကဒီလောက်ကူညီချင်နေရင်ဖျော်ဖြေအထက်စီကိုသွားလို့ပြောလိုက်တော့ဇန်ကြီးကဘာလို့လဲလို့မေးလိုက်ချင်းဇိုရိုကပြန်အိတ်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ခါဝါမတ်စုကဖျော်ဖြေအထက်စီကိုအမြန်သွားဖို့အတွက်ပြောလိုက်ပါတယ်။ တပတ်မှလည်းကိုင်တိုနဲ့လူဖီတို့ကတယောက်တစ်ပြန်ချနေခဲ့ကြပြီးကိုင်တိုကလူဖီကိုမင်းမလို့ခန်းစားနေရတယ်ဆိုတာကိုငါသိတယ်လို့ပြောလိုက်ကကိုထက်အင်အားကြီးတဲ့သူကိုထိုးရတာကောင်းတယ်မလားလို့မိလိုက်ပါတယ်။သူလည်းယင်ကသူ့ထက်တန်မာတဲ့သူတွေကိုလိုက်ထိုးခဲ့ပြီးတကယ်တမ်းမှာတော့သူကအတန်မာဆုံးဖြစ်နေခဲ့တယ်လို့ပြောလိုက်ကကိုင်တိုကလူဖီကိုအနည်းဆုံးတော့မင်းပြေးမနေရဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ကိုင်တိုကသူကအတန်မာဆုံးဆက်ဖြစ်နေပြီးအရင်လိုပြေးနေရအောင်ပါပဲလို့ပြောလိုက်ကလူဖီကိုထိုးချလိုက်တာကြောင့်ဝါနိုဒီသားကသူ့အပိုင်ဖြစ်လာမှာလို့ပြောလိုက်ပြီးလူဖီကတော့ကိုင်တိုကိုပြန်တိုက်ခိုက်လိုက်ကဆာမူရိုင်းတွေကရှုံးမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ တဖက်မှာတော့ RD ကနာမီရဲ့တိုက်ခိုက်မှုကြောင့်လဲကျနေခဲ့ပြီးဦးစုပ်ကနာမီကိုအရင်ပြေးဖို့အတွက်ပြောပေမဲ့နာမီကတော့ RD ကိုဒီမှာပဲတမမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ကျတော့ဦးစုပ်ကဒိုင်နိုဆော်ရီကတိုက်ခိုက်ရတာရန်ကိုခတ်တဲ့သူတွေပဲလို့ပြောလိုက်ပြီးဒါအပြင်ဘေးမောင်ကလည်းနောက်မှရှိနေတတ်တာကြောင့်နိုင်နိုင်ချင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့နာမီကတော့သူမတို့ပြေးနေလေ RD ကဆက်လိုက်လာအောင်မှာပဲလို့ပြောလိုက်ပြီးဒါအပြင် RD ကအိုတမာကိုထိခိုက်အောင်လုပ်ထားတာမို့ခွင့်မလွတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဘေးမောင်ကတော့အိုတမာကိုအသက်ရှိသေးရလားလို့မေးနေခဲ့ပါတယ်။ အဲ့နောက်နာမီကအာဒီကိုနင်းသတိရနေပြီဆိုတာကိုသိတယ်ထလာလိုက်တော့လို့ပြောလိုက်ပါရီဒါကိုကြတော့အာဒီကထလာပြီးအခုငါပြင်းတော့ကိုခံဖို့အသင်းဖြစ်နေပြီလားလို့မိလိုက်ပါရီအာဒီရဲ့တပည့်တွေကနာမီကိုအထင်သေးနေပြီးမင်းကပန်းပွားကမဲ့တာတာပဲရှိတယ်လို့ပြောနေချိန်နာမီကသူတို့ကိုလေးစင်အောင်မောင်းနဲ့တိုက်ခိုက်လိုက်တာကြောင့်အလုံးကလွင်ထွက်သွားပါရီဒါပေမဲ့အာဒီကတော့အနောက်ကနေပြန်ပေါ်လာပြီးနာမီကိုဒီထက်ပိုလိုအပ်နေသေးတယ်လို့ဆိုကဖမ်းထားလိုက်ပါရီဒါကြောင့်ဥဆုပ်ကကိုဘိုးလုပ်ပေမဲ့အာဒီကဓာတ်လိုက်ပြီးနာမီပြီးရင်မင်းလည်းပဲလို့ပြောလိုက်ပါရီပြီးတော့သူမကအရင်ဆုံးနာမီကိုအရင်နှိမ့်ဆက်လာဦးမယ်လို့ပြောလိုက်တယ် ဲဒီနောက်မှာတော့သူကသူ့ရဲ့မောင်ကိုထိခိုက်စေတဲ့အရာတွေကိုခွင့်မလွတ်ဘူးလို့ပြောလိုက်ပြီးဘင်မောင်ကိုပါရှင်ရောပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘင်မောင်ကမင်းတို့ဘသူနဲ့စကားပြောနေလဲဆိုတာတိရောတိရလားလို့မေးလိုက်ပါတယ်။အဲ့ဒီချိန်အာဒီကတော့နာမီကိုငါမင်းကိုတွေ့ကလေးကသဘောမကျတာလို့ပြောလိုက်ပြီးအခုမင်းရဲ့ခေါင်းဆောင်ကလည်းမဟုတ်တာတွေရှောက်ပြောနေတယ်လို့ပြောလိုက်ပါရီနောက်တော့မင်းကကြွတကောင်လို့ထွက်ပြေးခဲ့ပေမယ့်အခုတော့မင်းရဲ့ခေါင်းကိုထုချေခွင့်ရပြီလို့ပြောလိုက်ပြီးနာမီကိုဖမ်းကင်ထားခဲ့ပါရီတစ်ဖက်မှာလည်းဦးတမလီကပြန်နိုးလာခဲ့ပြီးနာမီကိုခေါ်နေပါရီ ဒါကိုကြတော့ဘင်မောင်ကသူမရဲ့လူတွေကိုအချက်ပြလိုက်ပြီး Prometheus တို့က၃ယောက်ပေါင်းစီလိုက်ကအာလီကိုတိုက်ခတ်လိုက်ပါတယ်။ဒါကြောင့်အာလီတယောက်လဲကျသွားခဲ့ပြီးအားလုံးကလည်းလန်သွားပါတယ်။သူတို့ကအာလီချိန်မုန်းခံလိုက်ရပြီလို့ပြောလိုက်ပြီးဘင်မောင်ကသူတို့ရဲ့မိတ်ဆွေမဟုတ်ဘူးလားလို့မိလိုက်ပါတယ်။ Usopp ကတော့ Nami ကိုမင်းကငါတို့ကိုကယ်လိုက်တာပဲလို့ပြောပြီးထွက်ပြေးဖို့အတွက်လုပ်ကြပါတယ်။အဲဒီချိန် Nami ကပြေးနေရင် Zeus ကိုမြင်သွားခဲ့ကသူမကဘင်မောင်ရဲ့အနာကမိုးချိုတိမ်နိုင်တဲ့အစ်ကိုသတိထားမိသွားပါတယ်။တစ်ဖက်မှာတော့ Prometheus က Hera ကို မင်းနဲ့ငါကအတွဲညီတာပဲဒါကြောင့်အခုလိုတိုက်ခိုက်မှုမျိုးကိုလုံနိုင်တာလို့ပြောလိုက်ပြီးဇူးစလုံးငတုံးကောင်ထက်အများကြီးတာတယ်လို့ပြောလိုက်ပါရီနပိုလီယံကလည်းဟေရာကိုမင်းကငါနဲ့မပိုးအတွဲညီတာလို့ပြောလိုက်ပြီးဟေရာကတော့အားလုံးကို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 အထင်မကြီးနေဖို့အတွက်ပြောကာသူမကဘင်မားမြေစကားတိုင်းလှုပ်ခဲယုံမယ်လို့ပြောလိုက်ပါရီဒါကြောင့်ပရိုမီသီးယပ်စ်ကဟေရာကိုအဲ့လောက်ထိစိန်ကားမနေဖို့အတွက်ပြောလိုက်ချင်းဇူးစကတော့ဒါကိုငေးကြည့်နေပါရီသူကဝမ်းနေနေပြီးနာမီကိုမြင်တော့ခေါ်ဖို့အတွက်လှုပ်ပေမဲ့နာမီကတော့ဒီဘက်ကိုလှည့်သွားတာကြောင့်ဇူးစကစိတ်တက်ကြသွားပါရီ အဲဒီချိန်ပင်မောင်းကတော့သူ့ကိုမြင်တော့ဇူးစ်ကစကားရောဖွဲ့ရောလုပ်ပြီးအဖွဲ့ဝင်တယောက်ဒူးလာလာလာလို့မိလိုက်ပြီးအဖွဲ့ဝင်တည်ရတာကောင်းလိုက်တာလို့ပြောနေခဲ့တာပါဒါပေမဲ့ပင်မောင်းကတော့ဇူးစ်ကိုမင်းကိုမလိုတော့ဘူးလို့ပြောချလိုက်ပါတယ်အပေါ်ဘက်မှာလေလူဖီနဲ့ဂိုက်တိုကတိုက်ခိုက်နေပါတယ်အဲဒီနောက်ဂိုက်တိုကလူဖီကိုရိုက်ချလိုက်ပြီးဒါကအဆုံးသတ်ပဲလို့ပြောလိုက်ပေမဲ့လူဖီကတော့ပြန်ထလာပါတယ်ဒါပြင်သူကပြုံးနေတာကြောင့်ဂိုက်တိုကဒီလောက်ထိဖြစ်နေတာကိုမင်းကရည်နိုင်သေးတယ်ပေါ့လို့ဆိုလိုက်ကထပ်ပြီးတော့တိုက်ခိုက်ကြပါတယ်အဲ့နောက်မှာတော့လူဖီကအောက်ကိုလွင့်ချသွားတာကြောင့်ဂိုက်တိုကလူဖီကိုကြည့်ပြီးငါအစာကလေးကတည်တည်နာလို့ပြောလိုက်ပါတယ် ဒါအပြင်သူလှုပ်ဖို့လိုနေတာကလူဗီကိုအနိုင်ယူလိုက်ပြီပဲဆိုတာကိုကြေညာဖို့အတွက်ပြောလိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါ ರೀ